ဒါကတော့ကစုံလာပြည့်နေ့တွေဆ iam မနိုင်မြင်မှုရဲ့အထူးအထူးလက်ရှင်အထူးလက်ရှင် အနယ်ကင်းရတရာဖြစ်ပါတယ်ဒါလေးကတော့ဩဇာရွက်ကလေးရဩဇာညွန့်လေးရနော်ချောင်းညွန့်အုံညွန့်လေးရငားညွန့်အဲ့တော့ဖန်ကွက်လေးထဲမှာရေထည့်မယ်ပေါက်ပေါက်လေးတွေ လာပြည့်လူမျိုးတွေဝိုင်းမယ်အဲ့ဒါဘယ်နည်းရနေစလှူရမလဲဆိုခုနှစ်ရသားသမီးတွေအားလုံးအတွက်ဆရာမလုပ်ပေးတာဖြစ်ပါတယ်ဒါကတော့ငွေဝင်လက်ရွှေเนาะကစုံလာပြည့်ရေတရာဖြစ်တယ်เนาะကစုံလာပြည့်ရေတရာဖြစ်တဲ့အတွက်ဘယ်နည်းရနေစလှူရမလဲဆိုကစုံလာပြည့်နည်းရစတိရနေကြတယ်เนาะစတိရနေကြတဲ့အတွက်စတမီးငင်းအောင်လို့ပေါ့เนาะတနင်္ဂနွေနေ့လည်းဖြစ်တယ်အောင်တက်လည်းဖြစ်တယ် အဲ့တော့ကက်ကြီးသုံးပါးပြရကြော်လွားပြီးငွေဝင်ပြီးတော့ကံကောင်းစေတဲ့ရေရရာဖြစ်တယ်ဒါကတော့ဩဇာညွန်လေးရာချောင်းညွန်အုံညွန်လေးရာနော်ငားညွန်အဲ့တော့ဖန်ခွက်လေးတဲ့ကိုထည့်မယ်ထည့်ပြီးတော့မှဖန်ခွက်လေးတဲ့မို့ထည့်ပြီးတော့မှပေါက်ပေါက်ကလေးတွေကိုဆီယမကဝိုင်းထားတယ်ပကံများလေးတဲ့မှာပြီးရင်ဆီယမအဲ့ဒါလေးကိုဓာတ်ပုံလေးပြန်တင်ပေးမယ်နော်အဲ့တော့လုံးဝမဲ့နေ့ရာ အင်္ဂလိပ်လို6ရက်နေ10ရက်နေ17ရက်နေလာပြီနေအထိလုပ်မယ်တကယ်လို့မှတချို့ကအဲ့လိုရက်ကိုမမှီဘူးဟဲ့ဆိုရင် လာပြီနေ17ရက်နေကနေစရင်17ရက်12ရက်13ရက်3ရက်လုပ်မယ်ဖရာတရားတန်ငါဆိုပြီးတော့3ရက်လုပ်မယ်နော်ဒီရေရာလေးကငွေဝင်လက်ရွှေအန်ရကင်းကက်ကြော်ရေရာဖြစ်တယ်အဲ့တော့ဩဇာညွန့်နဲ့အုံညွန့်နဲ့ရှာမယ်အုံညွန့်9ညွန့်ဩဇာညွန့်က6ညွန့် ပေါက်ပေါက်ကလေးတွေဝိုင်းပြီးဖန်ခွက်ထဲကိုရေလေးထည့်ပြီးတော့သုံးရက်လှူမယ်ဖရားတရားတန်ငါဆိုပြီးတော့၉ရက်နေ့ရနေစလှူမယ်၉ရက်၁၀ရက်၁၁ရက်လာပြည့်နေ့အထိလှူမယ်တကယ်လို့လာပြည့်နေ့အထိပေါ့နော်တချို့ကမမှီဘူး၉ရက်၉ရက်၁၀ရက်မမှီဘူးဆိုရင်နော်၁၁ရက်၁၂ရက်၁၃ရက်နေ့အထိဒါလှူလို့ရတယ်ကဆုံလာပြည့်မြတ်စွာဘုရားမွေးတဲ့နေ့ကို ရေတရားလောက်တာဖြစ်တဲ့အတွက်ဒီရေတရားလေးကအင်တန်ဆွမ်းနဲ့ဒီဒီရေတရားလေးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလှူပြီးတာနဲ့လှူပြီးတာနဲ့ယွတ်ရမယ်ပရိစိတ်ရမယ်ဟာလေးကတော့နော် တဝဂနာတဝဂနာဆိုပရိတရားရှိလုံးပရိနဲ့ပရိတပတ်စိတ်မယ်၃ရက်စိတ်မယ်เนาะတနေ့တပတ်၃ရက်စိတ်မယ်ဒါငွေဝင်လက်ရွှင်ကတ်ကြော်ရေတရားဖြစ်တယ်အန်ရေတွေကင်းတယ်ကတ်ကြီး၃ပါးပဲမှကြော်လွမ်းထိုင်တဲ့ရေတရားဖြစ်တယ်ဒါလေးကိုဆရာမကတင်ပေးတာဖြစ်တယ်အဲ့တော့လိုအပ်တဲ့ပစ္စည်းလေးကပေါက်ပေါက်ရယ်ဖန်ခွက်ရယ်เนาะပကံများလေးရယ်လိုအပ်တဲ့ပစ္စည်းလေးကเนาะဒါလေးက အော်စာညွန့်ရယ်နော်အဲ့တော့အုံညွန့်ရယ်နော်ဘာဖြစ်လို့17ရက်နေ့ဖြစ်တဲ့အတွက်ပေါ့နော်17မိငိမ့်ရယ်တရားလို့လည်းခေါ်လို့ရတယ်နော်ဒါလေးကိုဆရာမကပြုလုပ်ပေးတာဖြစ်တယ်အဲ့တော့ခုနှစ်သားသမီးတွေကက်ကြီးသုံးပါးပြည့်ကြော်လာ နိုင်ပြီးကောင်းကျိုးလူရဆန္ဒတွေပြည့်ဝပါစေဒီဒီရယ်တရားလုပ်ပြီးစီချိန်မှစ၍အဆဆရရအားလုံးအဆင်ပြေကြပါစေ